မင်္ဂလာပါရှင်။မက်လ18ရက်အင်္ဂါနေ့ရက်တိမပွေရတဲ့တင်ကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ထရန့်နဲ့ပူတင်ဆွေးနွေးကြမယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်နဲ့မက်လ18ရက်နေ့တွင်ဆွေးနွေးစကားပြောဆိုရန်စီစဉ်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ကျွန်တော်ဟာမက်လ18ရက်အင်္ဂါနေ့မှာသမ္မတပူတင်နဲ့စကားပြောဖို့ရှိပါတယ်။ ဒီရက်သက်ပတ်နောက်ဆုံးရက်တွေအတွင်းအလုပ်တွေအများကြီးလုပ်ခဲ့ပြီးပါပြီလို့ Washington သို့ Air Force 1လေယာဉ်ဖြင့်ပြန်တန်းနေစဉ်သတင်းထောက်များအား Trump ကပြောကြားခဲ့ကြောင်း Reuters သတင်းဌာနကရေးသားဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့သတင်းကတော့ American အစိုးရလက်အောက်ရှိသတင်းဌာနတို့ချို့ရှော့ချရန် Trump ညွှန်ကြားတဲ့သတင်းဖြစ်ပါတယ်။ တမရာထရန်ရဲ့အမေရိကန် ကမ္ဘာမီဒီယာဌာန USAGM အပါအဝင်အေဂျင်စီ6ခုလုပ်ငန်းများလျှော့ချရန်လက်မှတ်ထိုးညွှန်ကြားချက်ကြောင့်အမေရိကန်အသံ VOA နဲ့လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနတို့အပေါ်တရားမှုရှိခဲ့ပြီး VOA မြန်မာပိုင်း Direct Live ထုတ်လွှင့်မှုအစီအစဉ်များကိုခေတ္တရ延ထားတယ်လို့မတ်လ18ရက်နေ့နံနက်အစောပိုင်းမှာကြေညာထားကြောင်းသိရပါဗျာ။ ။ဒါအပြင် VOA မြန်မာပိုင်းတွင်အလုံလုံနေတဲ့အချိန်ပြေဝင်နှံများအားမတ်လ15ရက်မှစပြီးခွင့်ယူရန်နဲ့ရုံးတို့လာရန်မလို့ကြောင်းသက်ဆိုင်ရာတာဝန်ရှိသူမှအီးမေးလ်ပို့လာကြောင်း VOA မြန်မာပိုင်းဝန်ထမ်းတို့ကဆိုထားပါတယ်။သမရာထရန်ကမက်ရှလာ၁၄ရက်တွင် အခုကဲသို့ညွှန်ကြားလိုက်ခြင်းဖြစ်က မလို့အပ်တဲ့အစိုးရလုပ်ငန်း Bureaucracy ရန်နေရာများဆက်လက်ရှော့ချရန်ဖယ်ရှားရန် ဥပဒေအရလိုအပ်တယ်လို့ပြဋ္ဌာန်းထားတဲ့လုပ်ငန်းများတွင်ဝန်ထမ်းအ ਨੇ စုံအထိရှော့ချရန်လည်းပါရှိတယ်လို့သိရပါတယ်။ USAGN အပြင်အလုပ်ရှင်အလုပ်သမားအရေးဖြည့်ရှင်းဆောင်ရွက်ပေးရေးဌာန FMCS အရာမဲများအတွေ့ဌာန USICH လူနည်းစုစည်းဝါးရေးလုပ်ငန်းများဖွံ့ဖြိုးရေးဌာန MPDA ပြတိုင်းတဲ့စာကြေးများဌာန WWICS အစရှိသူတွေလည်းပါဝင်ကြောင်းသိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့ EU ထိပ်သီးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားမှုရှိညင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ EU တရုတ်တန်တမန်ဆက်ဆံရေး250ပြည့်အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်အတွက်ဘရက်ဆဲသို့လာရောက်ရန်ဖိတ်ကြားမှုကိုတရုတ်သမ္မတရှီဂျင်ဖိန်ကညင်းဆိုခဲ့တယ်လို့ Financial Times သတင်းစာကတင်းင်းကုနေနေ့ကဖော်ပြခဲ့တယ်လို့သိရပါတယ်။ရှိအစာဝင်းကြီးချုပ်လီချေဟာဥရောပကောင်စီနဲ့ကော်မရှင်ဥက္ကဋ္ဌများကိုတွေ့ဆုံသွားမှာဖြစ်ကြောင်းပေကျင်းက EU အရာရှိများကိုပြောဆိုခဲ့တယ်လို့လည်း FT ကဆိုပါတယ် ဘရက်ဆဲတွင်ကျင်းပတဲ့အဆိုပါထိပ်သည့်အစည်းအဝေးများကိုတရုတ်ဝန်ကြီးချုပ်ကသာများသောအားဖြင့်တက်ရောက်လေရှိပြီးပေကျင်းတွင်လက်ခံကျင်းပတဲ့အစည်းအဝေးကိုသာသမ္မတကတက်ရောက်လေရှိပါသည်တို့ရတွင် ပေကျင်းနှင့် EU ကြားရာစုနှစ်ဝက်ကြားဆက်ဆံရေးအထိမ်းအမှတ်အစည်းအဝေးကိုမူ EU ကရှီကိုတက်ရောက်စေလိုခဲ့တယ်လို့သတင်းစာကဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ OIC အဆင့်မြင့်ပါလီမန်အစည်းအဝေးကိုအင်ဒိုနီးရှားကလက်ခံကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ပူပေါင်းဆောင်ရွက်အဖွဲ့ OIC အဖွဲ့ဝင်နိုင်ငံများရဲ့၁၉ချိန်မြောက်အစဉ်မြေပါလီမန်အစည်းအဝေးကိုအင်ဒိုနီးရှားနိုင်ငံဟာမေလတွင် အရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်တယ်လို့လွှတ်တော်မတ်မာတန်နီအလီဆာရာမှနိုင်ငံပိုင်သတင်းအေဂျင်စီအန်တာရာကိုစနေနေ့ကပြောကြားကြောင်းသိရပါဗျ။ ကောင်းမွန်သောအဆိုရရဲ့အုပ်ချုပ်မှုစနစ်နဲ့ခိုင်မာတဲ့ institution များကောင်းစဉ်ဖြင့်အဆိုပါပွဲကိုမေလ12ရက်မှ15ရက်အထိဂျာကာတာမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ Liberty ရုပ်ထုပြန်ပေးရန်ပြင်သစ်အမကအမေရိကန်ကိုပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဟာအမေရိကန်နိုင်ငံကိုလွတ်လပ်ရေးလေးပါးဒီရုပ်ထုပေးခဲ့တော်လဲရုပ်ထုကိုပေးသောတံမိုးများကိုမလေးစားတာကြောင့်ပြင်သစ်နိုင်ငံမှာပြန်လည်သိမ်းယူတင်တယ်လို့ဥရောပလွှတ်တော်ပြင်သစ်ကိုယ်စားလှယ်ကတနင်္ဂနွေနေ့ကပြောကြားခဲ့ပါတယ်လလေရုပ်ထုကိုငါတို့ကိုပြန်ပေးပါလို့ဗဟုလက်ဝဲနိုင်ငံရေးသမား Rafael Glassman က၎င်းရေ please view please ဗဟုလက်ဝဲလှူရှာမှုညီလာခံတွင်ပြောကြားခဲ့ပါတယ်ကျွန်တို့တို့ဟာတနာချင်တာမှုမရှိသောအာနာရှင်တွေပတ်လိုက်ဖို့ရွေးချယ်ထားတဲ့အမေရိကန်များ သိပ္ပံပညာဆိုင်ရာလွတ်လပ်ခွင့်အတွက်သုတေသီတွေကိုအလုထုတ်ပစ်ခဲ့တဲ့အမေရိကန်များကိုရည်ရွယ်ပြီးမဲဆွယ်ပွဲတွင် ကြေကျော်နေသောပံ့ပိုးသူများအားပေးသူများကိုပြောကြားခဲ့လို့ဆိုပါတယ်။ကျွန်တော်တို့ကတေနို့ကိုလက်ဆောင်ဖြစ်ပေးခဲ့တယ်။ဒါပေမဲ့မင်းတို့ကအဲ့ဒါကိုမထီမဲ့မြင်ပြနေတာထင်ရှားတယ်။ဒါကြောင့်လွတ်လပ်ရေးရုပ်ထုကိုပြင်သစ်မှာထားတာပိုကောင်းနေမယ်လို့သူကဆက်ပြောခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ နောက်ဆုံးနဲ့ဆက်မဲ့သတင်းကတော့မြောက်မက်ဆီဒိုနီးယားတွင် နိုက်ကလန်မီလောင်ပြီး50ထပ်မင်းသေဆုံးတယ်လို့သိရတဲ့သတင်းဖြစ်ပါတယ်။မြောက်မက်ဆီဒိုနီးယားသမရနိုင်ငံမြောက်ပိုင်းရှိကိုကာနီမြို့တွင်မက်ရှလာ16ရက်နေ့နံနက်အစောပိုင်းကနိုက်ကလန်တခုမီလောင်ပြီးလူသားစင်များစွာသေဆုံးကဒဏ်ရာရရှိမှုရှိခဲ့တယ်လို့ဒေတာရင်းသတင်းမီဒီယာများကဖော်ပြထားပါတယ်။မီဟာကလပ်မျက်နှာချန်နဲ့ခေါမိုအထိမီးရှိန်ကောင်းစွာဖြင့်အလျင်အမြန်ကူဆက်လာကြခဲ့ပါရယ်။ မိလာမှုတွင်တေဆုံထရာရသူအရေးအတွက်ကိုစစ်စစ်ဆုံးဖြတ်နေပါတယ်လို့အစိုးရရုံကတရင်ထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ်တွင်လူ90ထပ်မင်းတေဆုံခဲ့တယ်လို့ပြည်ထောင်ဝင်ကြီးဌာနကိုကိုကားကနိုင်ငံပိုင်တရင်ဌာန MIA ကဖော်ပြခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ ကျမတို့ရှန်ကုန်မီဒီယာကနေအရှေ့အလယ်ပိုင်းဒေသအစ္စရေးနဲ့ဟာမတ်စ်တွေတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြဆင်များကိုအစဲတပင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။